ယဟန်တန်ဃာတွေကလူတရိษံယဟန်တန်ဃာအချင်းချင်းရိုက်နှက်ဆုံးမလို့ရပါသလားဖေယားတပားသူရဲ့အသားကိုနာကျင်အောင်ဆုံးမလို့ရပါသလားဖေယားတဲ့အရှင်ဖေယားယဟန်တန်ဃာတွေကလူတရိษံယဟန်တန်ဃာအချင်းချင်းရိုက်နှက်ဆုံးမလို့ရပါသလားဖေယား တပားသူရဲ့အသားကိုနာကျင်အောင်ဆုံးမလို့ရပါတလားဖရာတဲ့နာတမနောဟောတိပရံဝိဟေထယံတော်သူတပားကိုနှင်းဆဲတော်သူသည်ယဟန်မဟုတ်ဘူးလို့ရသော်ဖရာကဩဝါဒပါတိမောက်မှာဆုံးမတော်မူထားပါတယ်ယဟန်ကသူတပားအသားကိုနာကျင်အောင်ရိုက်နှက်ဆုံးမဖို့မပြောနဲ့ရိုက်ဖို့ရွယ်လိုက်တာတောင်မှအရွယ်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင်တလားပတိကတိုက်ခါဖို့အရာပါစိတ်အာဘတ်တင်ပါတယ် အရွယ်ခံရတဲ့လူကပါမနေလူတရိစ္ဆာန်တူဦးဖြစ်နေမယ်ဆိုရင်တော့ဒုက္ခအပတ်တင့်ပါတယ်။ဈိမိပြီဆိုရင်လည်းပဲရိုက်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင်ပဟာရတိခါဘူးအိယပါစိတ်အပတ်တင့်ပါတယ်။အရိုက်ခံရတဲ့လူကပါမနေလူတရိစ္ဆာန်တူဦးဖြစ်နေမယ်ဆိုရင်တော့ဒုက္ခအပတ်တင့်ပါတယ်။ဒါကြောင့်ယဟန်ကသူတစ်ပါးအသားနာကျင်အောင်ရိုက်နှက်ဆုံးမလို့မရပါဘူးနော်။ ဖះမှာတန်ဆင်မိအမွှေးနှံ့တာစားပြာများကတ်လူပူဇော်ရင်ကုသိုလ်ရနိုင်လားအဲ့ကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်လားတဲ့ကုသိုလ်ဆိုတာကအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ကိုကုသိုလ်လို့ပြောတာပါဖះကိုစွမ်းရေချမ်းဆင်မိပန်းအမွှေးနှံ့တာစတာတွေကတ်လူပူဇော်တာဟာအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ဖြစ်တာကြောင့်ကုသိုလ်ရပါတယ် အဲ့ဒီကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်သလားဆိုတော့ဝိမု ക്തി ကုသိုလ်ဆိုရင်တော့နိဗ္ဗာန်ရောက်နိုင်ပါတယ်ဝိဝတ္တကုသိုလ်ဆိုရင်တော့နိဗ္ဗာန်မရောက်နိုင်ပါဘူးဝိဝတ္တကုသိုလ်ဆိုတာကလူချမ်းသာနတ်ချမ်းသာကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါဝိမု ക്തി ကုသိုလ်ဆိုတာကတော့နိဗ္ဗာန်ကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါဤကုသိုလ်သည်နိဗ္ဗာန်သို့ရောက်ကြောင်းအကြောင်းအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ကုသိုလ်ပြုမယ်ဆိုရင်တော့ ဝိမု ക്തി ကုသိုလ်ဖြစ်တာကြောင့်နိဗ္ဗာန်ရောက်နိုင်ပါတယ်။သို့တော့တရိုက်တော်မရောက်ပါဘူး။နိဗ္ဗာန်ရောက်ဖို့အကြောင်းအထောက်ပံ့နေနဲ့ပေးတာပါနော်။